thank you ါခင်ဗျာကျွန်တော်ကတော့ဇွဲသစ်ပါ TVB ရမြင့်တန်ကြားရဲ့ညနေ၄နာရီအချိန်ထိရရှိထားတဲ့သတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးပါမယ်မြန်မာသတင်းတွေကမ္ဘာသတင်းတွေအတူအားစားသတင်းတွေကိုလည်းရှုစားကြပါပါခင်ဗျာမန္တလေးတိုင်းမရရမြို့နယ်ဆေရော်လန်းခွဲကျွရအနီကရကန်းစင်တောင်ပေါ်မှာရှိတဲ့ဆေးရုံကိုစစ်ကောင်စီတပ်ကဘုံကျဲခဲ့တဲ့အတွက်ကိုဝင်းဆောင်မျိုးသမီးတယောက်တည်ဆုံးပြီးဆေးကုသနေတဲ့ပြည်သူ၁၀ယောက်ထပ်မံနဲ့ထိခိုက်ခဲ့တယ်လို့ပြည်ဦးလင်ခရိုင်ပကဖကထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ကဇွန်လ22ရက်ည7:00နာရီလောက်မှာပမောက်ခချုပ်ဆရာတော်ဗဒ္ဒနာဒေါက်တာနန္ဒမာလာပြည်ဝင်သားကမကထပြုလုပ်လူတန်းတိဆောက်ခဲ့တဲ့မြတ္တာနန္ဒစေယုံရကန်းစင်စေယုံဘုံကိုကြားရောက်ပေါခွဲခဲ့တာပါအမျိုးသမီးကုသတဲခိုဆောင်ကိုဘုံနှလုံးကျဲချတာဖြစ်ပြီးဆက်ရောက်ထက်မနေထိခိုက်ခဲ့ကအတိအကျကိုမသိရသေးဘူးလို့ဒေသခံတယောက်ကပြောပါတယ် ဆေးရုံကိုစစ်ကောင်စစ်တပ်ကဘုံကျဲချသွားပြီးတဲ့နောက်ဆေးရုံနဲ့ရတအဝင်ထွက်ကိုပြည်သူ့ကာကွယ်အဖွဲ့တွေကကန့်တတ်ထားတယ်လို့သိရပါတယ်ခင်ဗျာအိန္ဒိယကိုလာရောက်ခိုလွန်ခဲ့ကြတဲ့မြန်မာဒုက္ခသည်တွေကိုကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးယုံ UNHCR ကဒုက္ခသည်အစင်တန်အသိမှတ်ပြုဖို့ပြက်ကွက်မှုတွေအပေါ်မြန်မာဒုက္ခသည်တွေကငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။မျက်သစင်ပေးပို့ထားပါတယ်ခင်ဗျာ။ ဇွန်လ20ရက်နေ့မှာကြာရောက်တဲ့ကမ္ဘာဒုက္ခသည်များနေ့မှာ UNHCR နဲ့တာဝန်ရှိသူတွေကိုဒုက္ခသည်တွေရသင့်တဲ့အခွင့်အရေးတွေပေးဖို့အိန္ဒိယနိုင်ငံ New Delhi မြို့ကမြန်မာဒုက္ခသည်တွေကငင်းချစွာဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ဒီဆန္ဒပြတောင်းဆိုမှုကိုတော့ချင်းဒုက္ခသည်ကောမဒီ New Delhi ကဥဆောင်ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ချင်းဒုက္ခသည်ကောမဒီ New Delhi ရဲ့ဥက္ကဋ္ဌဖြစ်သူမဆူထွေးအောင်က2021စစ်တပ်အာဏာသိမ်းပြီးနောက်အသက်အန္တရာယ်ဘေးကင်းလုံခြုံမှု အိန္ဒိယနိုင်ငံဖြစ်တဲ့အိန္ဒိယကိုလာရောက် ခုလုံခဲ့ကြပြီး UNHCR ရဲ့ကာကွယ်ပေးမှုကိုလိုအပ်ပေမဲ့လစ်လျူခံထားရတဲ့အတွက် အခုလိုတောင်းဆိုရတာလို့ဆိုပါတယ်ဝန်ထမ်းဆရာကောင်းဆောင်နေပဲ UNHCR က2021မြန်မာပြည်မှာစစ်အာဏာရှင်သိမ်းပြီးတော့လာရောက်ခုလုံတဲ့ဒုက္ခတွေအားလုံးဒုက္ခတွေတပ်ဖြတ်ခြင်းမျိုးဆိုတော့ RSD interview လို့ခေါ်ရဲ refugee status determination လို့ခေါ်ရဲ interview တက်မလို့ပဲねကျမတို့တွေအားလုံးကို neglect လုပ်ထားတာဖြစ်ပါတယ်ဆိုတော့ကျမတို့အနေနဲ့လည်း UNHCR ဲ့ကျွန်တော်တို့ရှင်ကို in person အနေနဲ့လည်းတွေ့တယ်ပြီးတော့မှ CRC အနေနဲ့လည်းကျွန်တော်တို့စာတွေပေးတယ်ကျွန်တော်တို့ right ကိုကျွန်တော်တို့တောင်းဆိုရဲဒါပေမဲ့ကျွန်တော်တို့လက်လူရှုထားခြင်းခံရတာဖြစ်တဲ့အတွက်ဒီနေ့မှာကျွန်တော်တို့ World Refugee Day လာပြီးတော့မှ celebrate လုပ်ရခြင်းဖြစ်ပါတယ်အိန္ဒိယရောက်မြန်မာတွေအနေနဲ့အခုလိုတောင်းဆိုရတာဟာရသည့်နဲ့အခွင့်အရေးအပြင် UNHCR ရဲ့အကာအကွယ်ကိုအရေးတကြီးလိုအပ်နေတာလည်းဖြစ်ပါတယ်အိန္ဒိယမှာ BJP ပါတီကအာဏာရလာတဲ့အခါ ဒုက္ခသည်နှင့်ပတ်သက်တဲ့လူဝမှုကြီးကြပ်ရေးမူဝါဒတွေပုံမတင်းကျပ်လာတဲ့အတွက်မြန်မာဒုက္ခသည်တွေဟာနေ့စဉ်ခက်ခဲများစွာချင်းချောက်မှုများစွာနဲ့နေထိုင်နေကြရတယ်လို့မြန်မာဒုက္ခသည်တွေကဆိုပါတယ် UNHCR ကဒုက္ခသည် အစင်တန်းသတ်မှတ်ပေးရင်နိုင်ငံတကာရဲ့အကာအကွယ် UNHCR ရဲ့အကာအကွယ်ကိုရရှိမှာလည်းဖြစ်ပါတယ်လက်ရှိမှာတော့အိန္ဒိယရောက်မြန်မာဒုက္ခသည်တွေဟာခက်ခဲမျိုးစုံကိုရင်ဆိုင်နေကြရပြီးဒုက္ခသည်ဖြစ်တဲ့အတွက် အလုံးလောက်ကန်ခွေမရတာကလေးငယ်တွေအတွက်ပညာရေးကျန်းမာရေးစတာတွေအတွက်လည်းအဆင်ပြေမှုမရှိသလိုမြမပြည်ပြန်ဖို့ကလည်းအဆင်မပြေတဲ့အတွက်ဒုက္ခရောက်နေကြရတယ်လို့ဒုက္ခတွေအရေးကူညီပေးနေသူတွေကဆိုပါတယ်ဟုတ်တယ်ပညာရှိဆိုရင်အစိုးရအကြောင်းတွေအစိုးရအစည်းအုံတွေမှာတက်နိုင်တယ်လို့သူတို့ free နဲ့တက်ခွင့်ရကြပြင်မဲ့အခုနောက်ပိုင်းလုံးဝတည် ဘာမှအဲအဆိုးရအကြောင်းတွေအဆိုးရစင်းရုံတွေမှာမြန်မာနိုင်ငံသားတွေခွင့်မပြုတဲ့ခါကြတော့အာ private ကြောင်းတွေအဆိုးရ private အာစင်းရုံတွေမှာပဲပြရတွားရတဲ့ခါကြတော့မြန်မာနိုင်ငံသားတွေတော်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 ခက်ခဲရှိတယ်ဘာဖြစ်လို့ဆိုရင်အိန္ဒိယနိုင်ငံရဲ့အခု private အာစင်းရုံတွေကြောင်းတွေရဲ့စေအိကမြန်မာနိုင်ငံထဲတဆမကမဟုတ်ပါဘူးကြီးတဲ့ခါကြတော်တော်လေးပညာရေးခက်ခဲကြမှာရေးခက်ခဲလေးရှိနေကြတယ်နေ့စဉ်ကဘာတော့ကတဲ့နေ့အထိတ်မှတ်ကို အိန္ဒိယနိုင်ငံက UNHCR နဲ့မိဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ BOSCO, SLIC တွေကမြန်မာဒုက္ခသည်တွေအပါအဝင်နိုင်ငံတကာကခုလုံလာသူတွေကိုဖိတ်ခေါ်ပြီးအခမ်းအနားကျင်းပလေရှိပေမဲ့လည်းဒီနှစ်မှာတော့ဒီလိုကမ်းလှမ်းမှုကိုလက်မခံဘဲဆုံးရှုံးနေတဲ့အခွင့်အရေးတွေရရှိဖို့ဆန္ဒပြပွဲကိုပြုလုပ်ခဲ့ကြတာလည်းဖြစ်ပါတယ်။ဆန္ဒပြပွဲအပြီးမှာတော့ချင်းဒုက္ခသည်ကောမဒီခေါင်းဆောင်တွေက ဒုက္ခသည်တွေရဲ့လူလားချက်တွေနဲ့ပတ်သက်ပြီးအိတ်ဖွင့်ပေးစာတစ်စောင်ကို UNHCR ရုံးကိုတွားရောက်ပေးအပ်ခဲ့ကြပါသေးတယ်။ UNHCR ရဲ့ချက်လက်တွေအရ2025ခုနှစ်မေလ31ရက်နေ့အထိမြန်မာနိုင်ငံကနေပြည်ပနိုင်ငံတွေကိုရောက်ရှိနေတဲ့ဒုက္ခသည်ဥယေ1.5သန်းနီးပါးရှိပြီးအိန္ဒိယမှာတော့မြန်မာဒုက္ခသည်8,300ကျော်ရှိတယ်လို့သိရပါဗျ။ကျမမြန်သစင်ပါရှင်။ ဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အတွက်လူမှုကွန်ရက်ပေါ်မှာဆုတောင်းစာ တင်ခဲ့တဲ့အတွက်စစ်ကောင်စီရဲ့ပြန်ကြားရေးဝန်ကြီးဌာနလက်အခံ MRTB ဝန်ထမ်းမနှင်းရင်ဖြူကိုဖမ်းဆီးထားတယ်လို့စစ်ကောင်စီဝါဒဖြန့်သတင်းစာတွေကနေဖော်ပြပါဗျ။မနှင်းရင်ဖြူဟာဒေါအောင်ဆန်းစုကြည်အတွက်မွေးနေ့ဆုတောင်းအပြင်ပန်းတပိတ်လှူရှာမှုအဖြစ်ပန်းပန်ထားတဲ့ဓပုံတွေကိုလည်းလူမှုကွန်ရက်မှာဖော်ပြခဲ့တယ်လို့သူနဲ့နေဆက်သူကပြောပါဗျ။သူကဇွန်လ22ရက်နေ့တော့ကနေပြည်တော်တက္ကသိုလ်မှာရှိတဲ့ MRTV ဝန်ထမ်းအင်အားမှရှိနေချိန်မှာစစ်ကောင်စီကဖမ်းဆီးခဲ့တာဖြစ်ပြီးသူအသုံးပြုနေတဲ့ဖုန်းနဲ့ကွန်ပျူတာတွေကိုပါသိမ်းဆီးထားတယ်လို့သိရပါတယ်ခင်ဗျာတနင်္လာရမြို့နယ်ရှိဒေသခံတွေအနေနဲ့စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုလှုပ်ဆောင်ခြင်းထွက်ကြည့်တာတွေမလုပ်ဖို့နဲ့လုံခြုံတဲ့နေရာမှာနေပေးဖို့တနင်္လာရမြို့နယ်ចောင်းသားများတမကဘာကသာအဖွဲ့ချုပ်ကတိုက်တွန်းထားပါတယ်အောင်ခန့်သတင်းပေးပို့ထားပါတယ်ခင်ဗျာ ။တရင်လိုက်တိုင်းမှာစစ်ကောင်စီက2024ခုနှစ်အတွင်းလေကြောင်းတပ်ခိုက်မှု96ချိန်တက်မလဲလုံဆောင်ခဲ့ပြီး2025ခုနှစ်ဇန်နဝါရီလကနေမေလအထိလေကြောင်းတပ်ခိုက်မှု135ချိန်တက်မလဲတိုးမြင့်လုံဆောင်လာတယ်လို့ F5 တင်းနိုင်ရဲ့အစင်ကစားရသိရပါတယ်။စစ်ကောင်ရဲ့လေကြောင်းတပ်ခိုက်မှုတွေကြောင့်ဒေတာတွင်းမှာလေကြောင်းသိပညာပေးတာတွေလုံဆောင်နေရပါတယ်။ကျွန်တော်တို့လင်းရင်လင်းရင်လာကြပြီဆိုလို့ရှိရင်ကျွန်တော်တို့တွေကအာကျွန်တော်တို့ဘုခုချင်းတွေကိုကျွန်တော်တို့ ဟုတ်ပြီလေဒါမှမဟုတ်ပြီးရကျွန်တော်တို့အခါပွဲရှိရနေရရကျွန်တော်တားရီကိုတိုင်ကလည်းပြောဆိုလင်းရေကိုလမ်းမထွေပြရဆိုတာလိုက်ချင်းနေတဲ့လိုက်ချင်းနေကြတဲ့လိုက်ချောင်းနေတဲ့ဘာလာမဆုလို့ရှိရဲကျွန်တော်တို့ပြေးမခင်လောမခင်အခြေအနေတွေနဲ့ဥပင်းရဲ့ထိခိုက်မှုတွေဆုတ်ရှုတ်မှုတွေများလာတယ် 2025ခုနှစ်ဇန်နဝါရီလမှစပြီးလာဇင်စစ်ကောင်စီဘက်ကလေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးတဲ့အရက်သားပြန်မြ9ဦးလောက်ရှိပြီးဒဏ်ရာသူတွေလည်းအများကြီးရှိတယ်လို့ FV5 ကင်းနိုင်ရဲ့တာဝန်ရှိသူကပြောပါတယ်။တွေ့ကြည့်ရမျိုးကြတော့လေရှိရောရှိရင်ကြောက်တဲ့လူတွေကတော့အတော်တော်တူပေါ်တူပဲဟိုနီးစက်ရောက်ပါတော့။အဲဒါအုတ်ဒီပေါ်ရှင်းတော့ခုဝင်ဆောင်တော့ကြောက်ပဲမှာ။ဝဒီကထကြရတဲ့အကြောင်းရင်းကတော့ဒီအနီနာမဟုတ်လို့ဘောနော်အဲဒါအနီနာမှဆိုတော့သူတို့က ပုံပုံကြရတယ်ပေါ့နော်အဲ့ဒီတကယ်တကြီးဆိုတဲ့တန်းငယ်နဲ့အဲဒီလူငယ်ပိုင်းနဲ့အဲဒီလိုကြောက်ကြားလေးလောက်ပဲစစ်ကောင်စီဘက်ကလေချောင်းတိုက်ခိုက်မှုတွေတုံ့ပြန်လှုပ်ဆောင်လာတဲ့တဲနိုင်မြို့နယ်မှာနှီးစနစ်ကြတဲ့ဘုံကိုချင်းတွေရှိဖို့ဒေသခံတွေကိုပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကစီမံချက်မှတ်ဖို့လိုအပ်တယ်လို့ဒေသခံတွေကပြောပါတယ် ကိုဘကူတူကြတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမမဆိုဥယျဝင်ပါဝင်ရဲဆိုတော့လေဟိုသူ့အနေနဲ့သူတော့အလို့ရှုံနေတာဖြစ်တဲ့အတွက်ကြောင့်မလို့နည်းနည်းတော့တကောင်တော့ခဲပေါ်ဆိုသူ့ရဲ့သူ့ပြင်းသူ့ဘတ်သူ့တူကြတာဆိုတော့လေအဲဒီတော်တော်ကြောင့်မလို့ခုနမျိုးပေါ့အဲလိုက်ပြီးတော့ကျမပြေးဖို့လိုတော့တကယ်ဒီမျိုးပြပြဆိုတော့ဖြစ်ချင်တော့အဲတော့ရေချီဖွဲ့တွေကနေပြီးတော့ကျမပြေးရင်တော့ဖြစ်လာနိုင်မယ်တဲ့ ပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလကလေးကစစ်ကောင်စီတပ်နဲ့ဒေါ်လိုင်းတပ်တို့တိုက်ပွဲဖြစ်ပွားတာနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင်းတင်းလိုက်မြို့နယ်တွင်းကတိန်ခုံထုံးခါချောင်းနှပေါင်ကွန်ဒီတော်တဲဖြူတာပလန်ဝါကြံပါရေဖြူစတဲ့နီနာကြည့်ရကဒေသခံတွေဟာရွာလုံးကျထွက်ပြေးတိမ်းရှောင်နေရတယ်လို့ FIF တင်းနာရီရဲ့အစီအကံလာရသိရပါတယ်ကျွန်တော်အောင်ခံပါ စကိုင်းတိုင်းအင်းတော်မြို့နယ်နဘာရွာမှာရှိတဲ့ရောင်မင်္ဂလာဘုန်းကြီးကျောင်းကိုစစ်ကောင်စီတပ်ကဇွန်လ22ရက်မနက်6နာရီဝန်းကျင်မှာလေချောင်းကနေဘုံနဲ့ကြိမ်ကျဲချခဲ့တဲ့အတွက်အမျိုးသမီးတစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဒါအပြင်ဘုန်းကြီးကျောင်းဆောင်တွေလည်းပျက်စီးသွားတယ်လို့ Indo Revolution IR အဖွဲ့စီကနေသိရပါဗျ။လမ်းပေါ်မှာခီးသွားနေတဲ့အမျိုးသမီးတစ်ယောက်ခေါင်းမှာဘုံစားထိမှန်ဒဏ်ရာရသွားခဲ့တာဖြစ်ပြီးအချင်းနေသေးစိတ်ကိုတော့မသိရသေးဘူးလို့ဆိုပါတယ်။ဘုံတန်ကြောင့်ရောင်မင်္ဂလာဘုန်းကြီးကျောင်းအတွင်းက သာသနိကအဆောက်အုံတွေထိခိုက်ပျက်စီးခဲ့ပေမဲ့ကျောင်းကယဟန်တန်ဃာတော်တွေကတော့စစ်ဘေးရှောင်နေကြတဲ့အတွက်ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ IR ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။အင်တော်မျိုးနဲ့တစ်ခုလုံးကိုပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက်စစ်ကောင်စီဘက်ကလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်နေပါတယ်ခင်ဗျာ။ Global Media အစိုးရ Agency USAGM က VOA ဝန်ထမ်း600ကျော်ကိုအလောက်ကနေထုတ်ပယ်ကြောင်းအသိပေးစာပေးပို့လိုက်ပါတယ်။တုတ္တချမ်းသာပေးပို့ထားပါတယ်ခင်ဗျာ။ American ပြည်ထောင်စုမှသတင်းဌာနတွေကိုစီမံကိန်းတွယ်တဲ့ Global Media Association Agency USAGM United States Agency for Global Media က VOA ချိန်ပြည့်ဝန်ထမ်း600ကျော်ကိုအလောက်ကနေထုတ်ပယ်ကြောင်းဒေတာဆန်တော်ချိန်ဂျွန်လ20ရက်နေ့ကအသိပေးစာပေးပို့ခဲ့တယ်လို့ VOA မြန်မာပိုင်းဝန်ထမ်းတွေကပြောပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကမတ်လ14ရက်နေ့မှာတည်င်းဌာနတွေကိုစီမံကိန်တွေတဲ့ Global Media Asia Agency USAGM အပါအဝင်တခြားအစိုးရ Agency 6ခုရဲ့လုပ်ငန်းဆောင်ရွက်မှုတွေကိုအနည်းဆုံးဖြစ်အောင်ထားဖို့ညွှန်ကြားချက်မှလက်မှတ်ရေးထိုးခဲ့တာပါ။အဲ့ဒီတုန်းကဝန်ထမ်းတွေကိုလာတာနဲ့ခွင့်ပေးထားခဲ့တာဖြစ်ပြီးအချိန်3လကျော်ကြာမှအလောက်ကထုတ်ပေးကြောင်းအသိပေးလာတာပါ။ VOE ဝန်ထမ်းအားလုံးညီပါအထူးသဖြင့်ဘာသာစကားတည်င်းဌာနတွေကိုသူတို့ဖြတ်သိမ်းတဲ့အနေနဲ့ကျမတို့မြန်မာဌာနအပါအဝင်အားလုံးကို ူတို့အလုတ်ဖြုတ်တဲ့စာပေါ့လေတောက်ကြနေကပေးပို့ပါတယ်မြန်မာဝန်ထမ်းတွေအားလုံးလည်းလက်ခံရရှိပါတယ်ပြီးခဲ့တဲ့လတုန်းကဆိုရင်လေမတော်မြန်မာဌာနကလုတ်ဖို့ကင်ပတ်တီဖြစ်တဲ့ contractor တွေကိုလည်းသူတို့ကဖြုတ်လိုက်တယ်ပေါ့လေ Trump အစိုးရတက်လာတဲ့အစိုးရ agency တွေကိုသူတို့ဖြတ်မယ်ဆိုတဲ့အစီအစဉ်နဲ့ဒါသူတို့လုပ်ရတခုပေါ့နော် Trump အစိုးရဘက်ကနေပြီးတော့ပေါ့နော်အကြောင်းပြချက်ခိုင်ခိုင်လုံလုံမရှိဘဲနဲ့ ချက်သိမ်းတဲ့လောက်ရက်ကတော့အတော်ကိုဆိုးရွားတယ်။တမိုင်းမှာအမဲဆက်တင်တဲ့လောက်ရက်လို့ပြောချင်ပါတယ်။ VOA သတင်းဌာနဟာဘာသာစကား48မျိုးနဲ့ကမ္ဘာတဝန်းကိုသတင်းအချက်အလက်ဖြန့်ဝေနေတဲ့ဌာနဖြစ်ပြီးနိုင်စဉ်သတင်းစာသုံးတဲ့ပရိသတ်တန်းနဲ့ချီရှိနေတာပါအခုအလောက်ကနေထုတ်ပြန်ကြောင်းအသိပေးတာဟာဘာသာစကားဌာနဝယ်လေကဝန်တန်းအားလုံးစီရောက်ရှိခဲ့တာဖြစ်ပါတယ်လာမယ့်တနင်္လာနေ့မှာဆိုလို့ရှိရင် DC တရားရုံးမှာ ကျမတို့ရဲ့အမှုကိုတရားသူကြီးလမ်းဘက်ကကြားနာမယ် Trump အစိုးရအဖွဲ့အိတ်ဘက်ကရှေ့နေနေနဲ့ဝန်တန်းတွေဘက်ကရှေ့နေနေနဲ့ပေါ့နော်ပြန်လှန်ရှောက်လဲကြမယ် DC ကအယူခံတရားရုံးမှာလည်းကျမတို့ ့ရဲ့အမှုဟာရှိနေတယ်။အဲ့ဒီအမှုကလည်းကျမတို့အခုဆိုလို့ရှိရင်နှစ်ဖက်အပြန်လှန်၆ထားချက်တွေတင်သွင်းနေတယ်။ဇူလိုင်ပြီးဩဂတ်လောက်မှာတော့အယူခံတရားရုံးကကြားနာမယ်လို့တော့သိထားတယ်ပေါ့လေ။ Trump အစိုးရကိုပြန်ပြီးတော့ကျမတို့အခွင့်အရေးတွေဒီအလုံသမားအခွင့်အရေးတွေအမေရိကန်မှာပြဋ္ဌာန်းထားတဲ့ဥပဒေတွေနဲ့ညီကျမတို့ပြန်ပြီးတိုက်နေတာတွေကတော့တရားရုံးမှာသူဆက်ပြီးရရှိနေပါသေးတယ်။ တမရထရမ်ရဲ့အမိန့်ကိုစန့်ကျင်ကန့်ကွက်ကြောင်း VOA ဘက်ကကြေညာပြန်ဆွဲထားတဲ့အမှုနှစ်ခုရှိခဲ့ပြီးတစ်ခုကဂျာနယ်လစ်တွေကလုပ်ငန်းပုံမှန်ပြန်လည်ပတ်နိုင်ရေးတောင်းဆိုချက်နဲ့ဆွဲထားတဲ့အမှုဖြစ်ပါတယ်။နောက်တစ်ခုက VOA ဒါရိုက်တာကတမရထရမ်ရဲ့အမိန့်ဟာလွှတ်တော်မှာပြဋ္ဌာန်းထားတဲ့ဥပဒေတွေကိုကျော်လွန်နေတာကြောင့်တရားမဝင်ကြောင်းဆွဲဆိုထားတဲ့အမှုဖြစ်ပါတယ်။ ီအမှုနှစ်ခုစလုံးဟာဒီစီခံတရားရုံးနဲ့အယူခံတရားရုံးတို့မှငင်းပွားပွဲရာအခြေအနေမှာရှိနေပြီးတိကျတဲ့စီရင်ချက်မကျခင်မှာ Global Media အစိုးရ Agency USGM ကဝန်ထမ်းတွေကိုအလုပ်ထုတ်ပေးကြောင်းအသိပေးခဲ့တာဖြစ်ပါတယ်။ကျွန်တော်တုဒချမ်းသာပါအာနာဒင်းစကောင်စီကစစ်မှုမထမ်းမနေရဥပဒေကိုစတင်ကျင့်သုံးပြီးတဲ့နောက်မှာ မြန်မာစစ်တပ်ရဲ့ကလေးစစ်သားစုဆောင်မှုနဲ့အတုံးပြမှုတိတိတသာမြင့်တက်လာခဲ့တယ်လို့အမေရိကန်အခြေစိုက်လူခွင့်ရဲ့စောင့်ကြည့်လေးလာရဲ့အဖွဲ့ HRW ကဇွန်လ20ရက်နေ့မှာပြောလိုက်ပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်အတွင်းမြန်မာနိုင်ငံကလက်နက်ကိုင်ပဋိပက္ခတွေအတွင်းကလေးစစ်သားစုဆောင်မှုအပါအဝင်ကလေးတငယ်တွေပေါ်စိုးဝါးစွာချိုးဖောက်မှုပေါင်း2138မှုကိုကုလသမဂ္ဂကစစ်ဆေးအတည်ပြုနိုင်ခဲ့ကြောင်းဆိုပါတယ်။နောက်ထပ်အတည်ပြုဖို့လိုအပ်နေသေးတဲ့အလားတူဥပဒေချုပ်ဖောက်မှုပေါင်း1200ကျော်ရှိနေသေးတယ်လို့လည်းပြောပါရစေ။ စစ်တပ်ကအာဏာသိမ်းပြီးခရက်ကအသက်72နှစ်အောက်ထိပါဝင်တဲ့ကလေးစစ်သားစုဆောင်မှုအမှုပေါင်း1800ကျော်ကိုစစ်ဆေးတွေ့ရှိခဲ့ရပြီးစစ်အုပ်စုဟာအဲ့ဒီလိုစုဆောင်ရမှာပြန်ပေးဆွဲတာမျိုးတွေလှုပ်ဆောင်ပြီးသူတို့ကိုရှေ့တန်းစေလွတ်ကလမ်းပြလိုကုန်ထမ်းသမားလိုတခါတရံမှာလူသားတိုင်းအဖြစ်အသုံးချနေတယ်လို့လည်း HRW အဖွဲ့ကပြောပါရယ်။ဒါအပြင်ကုလသမဂ္ဂရဲ့ကလေးစစ်သားစုဆောင်အသုံးပြုမှုစီးနင်းမှာတော့မြန်မာနိုင်ငံက အစိုးရမဟုတ်တဲ့လက်နက်ကိုင်အဖွဲ့အစည်းခုနှစ်ခုကိုလည်းထည့်သွင်းထားတယ်လို့ဆိုပါတယ်ခင်ဗျာထိုင်းနိုင်ငံမဲဆောက်မြို့အခြေဆိုင်အဝေးရောက်အရာရီတင် OIA ကသတင်းတပတ်ကြာလက်စစ်ပြုပြင်တဲ့နံအပတ်စဉ်နှစ်ကိုဇွန်လ22ရက်နေ့ကစတင်ဖွင့်လှစ်ပြီးတင် जा ပို့ချပေးနေပါတယ်မောင်တူပေးပို့ထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါမဲဆောက်ကို ထိုင်းနေဆက်ကို ရောက်ရှိ လာနေကြတဲ့စီရီယံဝန်ထမ်းတွေ ရွှေပြောင်းလှုပ်သားတွေအတွက်အလောက်ကန်ရရှိစေရေးရည်ရွယ်ပြီးအဝေးရောက်အရာဝတီအသင်းကမျက်စစ်ပြုပြင်တင်နန်းအပတ်စဉ်နှစ်ကိုဖွင့်လှစ်တင်ကြားပေးနေတာလို့ဆိုပါတယ်ကျွန်တော်ရည်ရွယ်ချက်ကတော့တို့ဒီဘက်မှာ2020 2021နောက်ပိုင်းဒီဘက်ကိုရောက်လာတဲ့လူတွေအတွက်အော်တို့ကိုပိုင်အလုပ်လေးနဲ့တို့အိမ်မှာကိုပိုင်လုပ်လို့ရနိုင်အောင်ရည်ရွယ်ပြီးတော့ကျွန်တော်ဒီတင်နန်းပေးတာဖြစ်ပါတယ်တင်နန်းကာလအတွင်းမဲဆောက်ကလျှက်စစ်ပစ္စည်းတွေပြင်ဆင်လို့ရသူတွေကိုလည်း အခမဲ့လာရောက်ပြင်ဆင်နိုင်တယ်လို့ဆိုပါတယ်။အာနောက်ပြီးတော့ဒီတရမဆိုလို့ရှိရင်တော့ကျွန်တော်တို့အာလက်ရှိပစ္စည်းနဲ့ပတ်သက်ပြီးတော့သူတို့တွေကိုအာအခြေခံကြကြအာအခြေခံအနေစပြီးတော့သူတို့တွေပြင်တက်လာတဲ့အထီကိုကျွန်တော်ယူရတယ်။နောက်ပြီးတော့ဒီဘက်မှာရှိနေတဲ့2021နောက်ပိုင်းရောက်လာတဲ့လူတွေပဲဖြစ်ဖြစ် migrant တွေပဲဖြစ်ဖြစ်ပေါ့ဒီဘက်မှာရှိနေတဲ့လက်ရှိပစ္စည်းတွေအပြတ်တွေရှိလို့ရှိရင်ဒီရုံမှာလာပြီးတော့ပြီးပြီးတော့အာကျွန်တော်တို့ကအခမဲ့ပြင်ပေးတယ်။ ဒါဖို့လေးရတယ်ဟိုအားခင်ဗျားတို့ကျွန်တော်ခုနဒီအခြေခံပါဝါရင်ခုနကျွန်တော်ပြောသလိုဆရာစစ်မှာဘယ်ပစ္စည်းဖြစ်ဖြစ်ပါမယ်ဟုတ်ကဲ့ကျွန်တော်တို့အသက်မွေးညံ့ပြနေတဲ့ပုံစံတကယ်ကျွန်တော်တို့ဘဝဝင်ကြမှာဖြစ်ဖြစ်ကိုယ်ရည်ရည်မှာဖြစ်ဖြစ်ကိုယ်ဆိုင်မြေဖြစ်ဒါကိုလုံးစားလို့ရတယ်နော်ဘဝဝင်ကြနေရတဲ့တွေ့နေရတဲ့တွေ့ဖြစ်တယ်အထက်အတုပ်တီနေတဲ့ community နေတဲ့လူကဆက်ဆံနေရတာရှိတယ် 说五万寿、天马、啊、上，这个都寿大家标准一样。s 始包，拿下就行，这个路上钞票，这个路会提到。因为什么问题咧？有第一年人咧，才这个，他是怎么？你要是专业的话，动作难度，花样零难的，这个话，这个阿拉里害咯，这个家人对赛的一个优菜大哪里？阿拉阿拉佩服幺幺，是吧？六十岁啊，阿再不老去去，阿再几两年了。 လည်းမဆိုင်အဲဘာလို့တော့ဟိုကျွန်တော်ဒီလိုလာတဲ့အချိန်မှာတော့ကျွန်တော်ကအဲ့လိုအလုတ်ကမရှိတော့ခေါ်တယ်လျှက်ဆက်ကြတယ်ကျွန်တော်သူ့အတက်ဘလောက်ကြီးကြီးလက်ခင်ဗျားဒီဟာလုတ်တက်ဖို့ပဲအခုဒုတိယအချိန်လျှက်ဆက်တင်တန်းကတော့ဂျွန်လာ29ရက်နေ့ဆိုရင်ပြီးဆုံးမှာပါအရင်ပထမအကြိမ်လျှက်စစ်ပစ္စည်းများပြုပြင်တင်နန်းကိုတော့2024ခုနှစ်မတ်လကဖွင့်လှစ်ခဲ့တာပါခင်ဗျာကျွန်တော် မောင်တူပါထပဲနေကြရင်ကြတော့ဟိုမှာမဖြစ်ဘူးရာကူ ခုဆက်လက်ပြီးတော့နိုင်ငံတကာသတင်းကိုတင်ဆက်ပေးမှာပါထိုင်းဝန်ကြီးချုပ်ဖဲထောင်းထန်းရှင်နာဝက်ကိုယာဒုကနေဖယ်ရှားဖို့အထက်လွတ်တော်အမတ်တစုရတောင်းဆိုမှုပေါ်လက်ခံမှုတင့်မတင့်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကဇွန်လ23ရက်နေ့မှာကနအူးစီစဉ်မှုပြုလုပ်ဖွဲ့ရှိတယ်လို့ဘန်ကာပို့စ်သတင်းစာကဖော်ပြပါဗျ။ရှာထားသူတွေရဲ့လက်မှတ်တွေမှန်ကန်မှုရှိသလားဝန်ကြီးချုပ်ကိုဖယ်ရှားရေးအကြောင်းပြချက်တွေဟာ အခြေခံဥပဒေပါပြဋ္ဌာန်းချက်တွေနဲ့ကန့်ညီသလားဆိုတာကိုကနအူးစီစဉ်မှာဖြစ်ပါတယ်။ဒီလုပ်ငန်းစဉ် PC ရင်တော့ဂျာတာပရင်းလောက်ကစပြီးတော့ခုံရုံးတရားသူကြီး၃ပါးထိုင်ပြီးဥပဒေရှုထောင့်အရာလက်ခံစစ်ဆေးဖို့တင့်မတင့်ထပ်မံစီစဉ်မှာဖြစ်ပါတယ်။အဲ့ဒီအစဉ်တွေမှာအတည်ပြုနိုင်မှသာဖွဲ့စည်းပုံခုံရုံးတရားသူကြီးအလုံးပါဝင်တဲ့စုံကြီးခုံရုံးနဲ့အမှုကိုစစ်ဆေးမှာဖြစ်ပါတယ်။ကမ္ဘောဒီးယားထက်လွတ်တော်ဥက္ကဋ္ဌဟွန်ဆန်နဲ့ထိုင်းဝန်ကြီးချုပ်တို့ဖုန်းဆက်သွယ်ဆွေးနွေးမှုအတန်ဖိုင်ပေါက်ကြားခဲ့ပြီးမှာ ဖမ်းညမအောင်ဆိုရပြိုလဲမဲ့အနေရရင်ဆိုင်နေရတယ်လို့ဝင်ကြီးချုပ်နှုတ်ထွက်ပေးဖို့ဖီးအားတွေလည်းတိုးလာနေပါတယ်ခင်ဗျာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုငြိမ်းချမ်းရေးနိုဘယ်ဆုအတွက်အဆိုပြုတယ်လို့ကြေညာခဲ့တဲ့ပါကစ္စတန်နိုင်ငံဟာနောက်တရက်အကြာမှာပဲအီရန်ကိုအမေရိကန်ကဘုံကျဲတိုက်ခိုက်ပြီးမှတော့ပြန်လည်ရှုံချခဲ့ပါတယ်ပြီးခဲ့တဲ့လကအိန္ဒိယပါကစ္စတန်ပဋိပက္ခအဆုံးသတ်စေရေးစစ်မှန်တဲ့ငြိမ်းချမ်းရေးဖန်တီးသူအဖြစ်ဆောင်ရွက်ခဲ့တဲ့ထရန့်ကို ်ငြိမ်းချမ်းရေးတော်ပဲစုအတွက်အဆိုပြုကြောင်းဇွန်လ22ရက်နေ့မှာပါကစ္စတန်နိုင်ငံကထုတ်ပြန်ခဲ့ပါတယ်ကြီးကျယ်တဲ့မဟာဗျူဟာမြောက်အမျှော်မြင်ကြီးမားတဲ့ထူးချွန်ပြမြောက်တဲ့နိုင်ငံပြုဒုက္ခမိန်ဆန်မှုတွေကိုပြသခဲ့တယ်လို့ထရန့်ကိုပါကစ္စတန်ကချီးကျူးခဲ့တာပါဒါပေမဲ့22ရက်နေ့မှာတော့အမေရိကန်ကအီရန်ညူစကန်တွေကိုဘုံကျဲလိုက်ချိန်မှာတော့လေတံတောင်းသွားခဲ့တာဖြစ်ပါတယ်အီရန်နျူကလ িয়ার စကန်တွေကိုဗုံးကျဲတိုက်ခိုက်ခဲ့တဲ့ထရန့်ရဲ့ဆုံးဖြတ်ချက်ဟာအပြည်ပြည်ဆိုင်ရာဥပဒေတွေကိုချိုးဖောက်ရရောက်ပြီး တန်တမန်ရေးနိလန်းကသာအီရန်အချက်တဲကိုဖြေရှင်းမှုတခုတည်းသောနိလန်းဖြစ်တယ်လို့ပါကစ္စတန်ကထုတ်ပြန်ထားပါတယ်ခင်ဗျာအခုဆက်လက်ပြီးတော့အားကစားသတင်းကိုတင်ဆက်ပေးမှာပါကလကဘာဖလားပွဲစဉ်မှာရီယာအသင်းရဲ့ကစားသမားအန်တိုနီရိုရိုဒီဂွာဟာလူမျိုးရေးစန့်ကျင်မှုခံခဲ့ရတယ်လို့ကစားသမားပြောတဲ့အပေါ်မှာယုံကြည်မှုရှိတယ်လို့ ရီယန်နီပြဇာဗီအလွန်ဆိုကသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။တနင်္ဂနွေနေ့ကရှင်သန်ခဲ့တဲ့မက္ကဆီကိုကလပ်အသင်းပါချူကာကို၃ဂိုးတဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ကလပ်ကပဖလားပွဲစဉ်မှာဂျာမနီကစားသမားအန်တိုနီယိုရိုဒီဂါကလူမျိုးရေးခွဲခြားဆက်ဆံခံရတယ်လို့ပြောဆိုခဲ့တာပါ။အချင်းများပြဿနာဖြစ်ပြီးတဲ့နောက်ဒိုင်းလူကြီးရမွန်အဘတီကရင်ဘတ်ရှိမှာလန်နဖတ်နဲ့ X ပုံစံပေါ်ပြတာခဲ့ပါတယ်ဒီတင်ဂေတာဟာခွဲခြားဆက်ဆက်မှုကိုစန့်ကျင်တဲ့လုပ်ငန်းစဉ်တွေမှာအသုံးပြုလို့ရှိတာပါ ဟာလူမျိုးရေးခွဲခြားဆက်ဆံခံရတဲ့ဖြစ်စဉ်ဟာပြည်သက်စီကလားတခြားကစားသမားစီကလားဆိုတာကိုတော့အတိအကျထုတ်ဖော်ပြောဆိုထားတာမရှိသေးပါဘူးဒီလိုခွဲခြားဆက်ဆံမှုကိုတိခတ်နေစရာမလိုသလိုဒီဖြစ်စဉ်ကိုလည်း FIFA ကစုံစမ်းနေပါတယ်လို့ရီယန်နီပြအလွန်ဆိုကပွဲအပီးသတင်းသတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ်ခင်ဗျာ DVB ရုံးမြင့်တန်ကြားညနေ၄နာရီသတင်းလေးကိုဓာတ်ရိုက်တင်ဆက်ပေးခဲ့တာပါ။ည၈နာရီမှာလည်းထပ်မံရရှိတဲ့သတင်းလေးကိုဖြည့်ဆွတ်တင်ဆက်ပေးအောင်ပါ။ကျွန်တော်ကတော့ဇွဲသစ်ပါ။ကျေးဇူးတင်ပါတယ်ခင်ဗျာ။